အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုရွှေချဲ့ထားတဲ့ပုံမြင်လေးကတော့မော့အစွမ်းထက်တဲ့အနီရောင်ခရမ်းသီးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါရွာတရွာမှာစူပါဆိုတဲ့ဆင်းရဲတဲ့တောင်သူတအုပ်နေထိုင်ပါတယ်သူကသူ့ရဲ့မိမနဲ့ရှင်နေအရွယ်သမီးငယ်လေးတယောက်နဲ့အတူတူဘဝကိုကြိုးစားရုံးကန်နေခဲ့ရတဲ့သူပါစူပါကတောင်သူလေသမားတယောက်ဆိုပေမဲ့ သူ့မှာကိုပိုင်လျာမြေတော့မရှိပါဘူး။ရောတတိရဲ့အိမ်ကပိုင်ဆိုင်တဲ့လျာမြေတွေကိုလောက်ကင်ပေးနေကြရတဲ့သူတယောက်ဖြစ်ပါတယ်။တရားမှာတော့တထေးရေတလလုံးကလည်းပြေးသွားခဲ့ပြီ။ကျွန်တော်လာစားပေးပါဦး။အေးအေးအေးရော့ရော့ရော့ဒီမှာမင်းရဲ့လောက်ခလာစား။ဒါကဘလို့ဖြစ်တာလဲတထေးရဲ့ငွေလေးလေးတောင်ပဲလား။ကြံတဲ့ငွေ2000ကရော့ကျွန်တော်တို့သဘောတူထားတာတလကို6000နဲ့မဟုတ်လား။အဲ့တော့ကတော့မင်းတရားကို24နာရီလောက်တော့မှရမယ်လောက်ခလာစားပဲလေ။ ဟာမဟုတ်တာတထရေဒါဘလို့စကားပြောနေရတာလေလူတယောက်ကဘလို့ဖြစ်လို့တရလုံးအလုံးလုံးနိုင်မှာတော့ဗျငါစီမှာအလုံးလုံးကြောက်တဲ့သူတွေအလုံးကတော့ဒီပုံစံအတိုင်းလုံးကြရတာပဲမင်းလုံးနိုင်နေဆိုလို့ရှင်တော့လို့မလုံးနိုင်ဘူးဆိုလို့ရှင်လဲရတယ်မင်းသဘောအတိုင်းပဲဒီကနေထွက်သွားလို့ရပြီတခြားတနေရာမှာပဲအလုံးသွားရှာလို့လိုက်တော့သွားသွားကျွန်တော်အခုလိုမျိုးတော့မလုံးလိုက်ပါနဲ့တထဲကြီးရဲ့အိမ်မှာကျွန်တော်ရဲ့အမေကလည်းအသက်ကြီးနေပြီအိမ်ရဲ့စားတောက်စရိတ်တွေအကုန်လုံးကိုကျွန်တော်တယောက်တည်းတာဝန်ယူထားပေးရတာခလေးရဲ့ကျောင်းလာကကလည်းရှိသေးတယ် မင်းကအခုလိုမျိုးလောင်ကိုပြနေလို့ဘာမှထူးခြားလာမှာမဟုတ်ဘူးငါလည်းမင်းကိုတနာမှာမဟုတ်ဘူးငါမင်းကိုတခါပြောပြီးသွားပြီးဆိုရင်တော့ပြောပြီးသွားပြီပဲငါမင်းကိုပတ်စံမပေးနိုင်ဘူးသွားသူလည်းစိတ်ပြဝမ်းနဲ့ဆိုရင်အင်းကိုပြလာခဲ့ပြီးနောက်မှာတော့သူ့မိန်းမလက်ထဲပတ်စံထည့်ပေးလိုက်ပါတယ်ဒါဘလို့ဖြစ်တာလဲရှင်ဒီနေ့လောက်စာရရမှာ6ထောင်မဟုတ်ဘူးလားဒီမှာပတ်စံ၄ထောင်ပဲရှိတယ်ဒီပတ်စံလေးနဲ့ကျမတို့ဘလို့စားတော့ကြမလဲအိမ်မှာစံကလည်းကုန်နေပြီ ။ဒီဖို့ကြောင့်တုံးပစ္စည်းတွေအားလုံးပြန်ဝယ်ရမယ်။အမေရဲ့ဈေးဘိုးကလည်းရှိသေးတယ်။ကျမတို့တမီးလေးရဲ့ကျောင်းလာကားကိုလည်းပေးသွင်းရအောင်မယ်လေ။မသေးအောင်မိမရေ။တထေးအငောင်းကတော့ဒီလောက်ပဲပတ်စံပေးလိုက်တယ်။ပြီးရတော့ငောင်းပြောသေးတယ်။တရက်ကို24နာရီအလုံးလုံးတော့မှပဲလဆောက်ကိုအပြည့်ပေးမယ်။သူကတကယ်တော်တော်လေးကိုကစီးကုတ်တဲ့လူတစ်ယောက်ပဲ။တမင်တတငါ့ကိုပတ်စံမပေးချင်လို့အကြောင်းပြချက်တစ်ခုရှာလိုက်တယ်ဆိုတော့ကိုငါကောင်းကောင်းသိရပေါ့ကွာတခြားတနေ့မှာတောင်ငါအလုပ်ရသွားပြီဆိုရင်တော့ဒီရုံးမှာရက်ဆက်တဲ့သူစီမှာငါလည်းအလုပ်လုပ်မနေတော့ဘူးသီလား ရှင်ဘောမအရင်ကြီးလဲစိုးရင်ပုပ်ပတ်မနေပါနဲ့ဖရာသခင်ရှင်တို့အကောင်းဆုံးအလောက်ကိုင်းတစ်ခုရှာပေးလိုက်မယ်။ဒါဆိုရင်တော့ကျမဈေးခဏသွားလိုက်အောင်မယ်နော်။ဟင်းဒီဟင်းရွက်တွေနဲ့ဂျုံတော့ဝယ်ခင်မယ်။စူချာတော့ဈေးကိုထွက်ခွာသွားခဲ့အခါမှာဈေးထဲမှာအမေအိုကြီးတယောက်ကတစ်သီးတွေရောင်းနေခဲ့ပါတယ်။တမီးလေးရေဒီမှာအတော်ခရမ်းသီးလာရောက်တာခရမ်းသီးတွေကအရန်ကိုလက်ဆက်တဲသီးလား။အန်တီယောက်ျောက်အတွက်ဈေးဘူးမရှိတော့လို့တို့တို့ဈေးဝယ်သွားအောင်မှလို့ပါ။ နင်သာဒီခရမ်းသီးတွေကိုဝယ်ပေးမယ်ဆိုရင်တော့ငါယောက်ျားတရက်စာဈေးပေါ်ဖူလောင်သွားလိမ့်မယ်ဝယ်ပေါင်းကွယ်။အော်အတော်ကြီးရဲ့ကျွန်မအခုပဲဈေးဝယ်ပြီးသွားပြီအတော်ကြီးရဲ့။အဲ့ဒါကြောင့်မနေ့ပြန်ကြရင်တော့လာဝယ်မယ်လေးနော်။သမီးလေးရဲ့ဒါလေးကိုယူသွားလိုက်ပါ။တခါတည်းဝယ်သွားလိုက်လေ။ဒီအသေးနံတွေကမပုတ်မတိုးဘူး။ဘယ်တော့မှမကောင်းဖြစ်မှာလည်းမဟုတ်ဘူး။နေအိမ်မှာရက်အကြာကြီးထားလို့ရတယ်တိုက်တလောက်တာထားလိုက်။ဒါနဲ့အမေကြီးရဲ့ခရမ်းသီးတွေကအနည်းအောင်နေပါလား။အနည်းအောင်ခရမ်းသီးကျွန်မရဲ့ဘဝမှာဘယ်တော့မှမတွေးခဲ့ဘူးသေးလား။ ဟုတ်တယ်တမီးလေးရဲ့ဒီခရမ်းသီးလျောင်တွေကတနှစ်ကိုတစ်ခါပဲပေါ်တာလေအရန်ကိုရှားတယ်ဒီခရမ်းသီးတွေဘယ်အိမ်ကိုမစော်ရောက်သွားရင်ရှောက်သွားခံရတဲ့အိမ်ကတော့အရန်ကိုကန်ကောင်းပြီးပျော်ရွှင်မှုတွေနဲ့ပြည့်နှံ့သွားမှာတကယ်လို့နင်းသားလို့ခြင်းလဲဆိုရင်တော့ဒီခရမ်းသီးတွေအကုန်လုံးကို30ပဲပေးယူသွားလိုက်နော်ဒါတွေကိုအကြအီးထားလို့ရတယ်အမြန်ပုတ်သွားမှလည်းမဟုတ်ဘူးငါပြောတာကိုလက်ခံလိုက်စမ်းပါဘာလို့ပတ်စံလဲဆိုရင်တော့ငါယောက်ျားအတွက်စေဘဝါကလုံလောက်သွားလိမ့်မယ်ငါစီမှာလည်းငွေလေး30ပဲကျန်တော့တယ်နှွားနှုတ်ကလည်းအိမ်အတွက်ဝယ်သွားရအောင်မယ် ဒါပေမဲ့ထားလိုက်ပါတော့လေကိစ္စမရှိပါဘူးတရက်လောက်အိမ်မှာနွားနုမတော့ကြောက်ဘာဖြစ်လို့လဲဘာမှဖြစ်သွားမှာမဟုတ်ကြဒီအတော်ကြီးကသူ့ယောက်ျားအတွက်ဆေးဝယ်ရမှာတဲ့တနာပါတယ်သူ့အတွက်ပဲစဉ်းစားပြီးတော့ငါဒီခရမ်းသီးတွေကိုဝယ်ပေးလိုက်တော့မယ်အချိန်ခဏကြာစဉ်းစားပြီးနောက်မှာတော့စုဂျာသားကလည်းအဖွားအိုကြီးရောင်းနေတဲ့ခရမ်းသီးအနေအောင်တွေကိုဝယ်ယူသွားခဲ့ပါတယ်ကဲရောဒီမှာပတ်စံ30ကျမကိုဒီခရမ်းသီးတွေအားလုံးထည့်ပေးလိုက်ပါတော့နော်စကြသောကလည်းအနီရောက်ခရမ်းသီးတွေကိုဝယ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ် မေမေရေဘိုက်စားတယ်။တမီးအရင်အောင်ဘိုက်စားနေပြီ။တမီးကိုနွားတို့တိုက်ပါလာရင်နွားတို့ပါလာခဲ့လား။တမီးလေးရေအမေဒီနဲ့ဈေးထဲကနေနွားတို့မဝင်လာခဲ့ဘူး။ဒါပေမဲ့ငါတမီးလေးခဏလေးပဲစောင့်တော့အမေအခုချက်ချင်းအာလူးနဲ့ခရံဒီရောပြီးဟင်းချက်ပေးမယ်။ပြီးသွားတဲ့အခါကျရင်တော့အတူတူထမင်းစားကြတာပေါ့။ဒီနောက်မှာတော့စုကြတာကလည်းခရံဒီတွေအာလုံးကိုစေးပြီးနောက်မှာတော့လှီဖြတ်ဖို့အတွက်မိဖို့ကန်နဲ့ယူသွားလိုက်ပါရီ။ဒီမှာခရံဒီကိုဓာတ်နဲ့လှီဖြတ်ဖို့အတွက်ပြင်လိုက်တဲ့အချိန်မှာခရံဒီကလက်ထဲကချော်ထွက်သွားခဲ့ပါရီ။ ဒုက္ခပဲငါအခုပဲဒီခရမ်းသီးတွေကိုလှီးလာခဲ့ရအများဆုံးဟင်းချက်ရအောင်မယ်လေခဏနေပါဦးနေငါတို့ကိုလှီးဖြတ်လိုက်မယ်ဆိုရင်တော့ငါရည်ရမော်အစွမ်းတွေအကုန်လုံးပပျောက်သွားလိမ့်မယ်ဟဲဘယ်ရနေပြီးတော့တန်ထွက်လာတာလဲထူးဆန်းလိုက်တာနေကောင်သေးချာကြည့်ပါငါမော်အစွမ်းထက်နေတဲ့အနီရောင်ခရမ်းသီးပဲဒီမှာရှိနေတဲ့သူတွေအကုန်လုံးကတော့ငါတို့ညီအကိုမောင်ဂျမတွေကြီးပဲငါတို့ဒီလိုလာခဲ့တယ်ဆိုတာကနေကိုအကူအညီပေးခြင်းလို့လာခဲ့ကြတာ စုကြသားကလည်းအနည်းယောင်ခရမ်းသီးတွေကိုကြည့်မိသွားခဲ့တဲ့အခါမှာအရန်ကိုအံ့အားတင်သွားခဲ့ပါတော့တယ်။အိုဘုရားသခင်ကြောက်ခပါပဲအတော်ကြီးကငါ့ကိုဘလို့ခရမ်းသီးတွေရှောင်းလိုက်ကြလဲ။ဒါတရေတွေလားဘာတွေလဲအောက်လန်းတွေလား။သူကမော်ဆီယာမကြီးရောမဟုတ်ပါဘူးနော်။ငါ့ကိုဒုက္ခပေးခြင်းလို့များလားမသိပါဘူး။မဟုတ်ဘူးမဟုတ်ဘူး။နေတွေးဆောင်ခဲ့ရတဲ့အမျိုးသမီးကအဲ့ဒါအဖွားအုပ်ကြီးမဟုတ်ဘူး။သူကနတ်သမီးတိုင်းပြည်ကနတ်သမီးလေးတစ်ပါးပဲအသွင်ပြောင်းထတာသူကလူပြည်ကို ရောက်ရှိလာခဲ့ပြီးတော့လူတွေအားလုံးကိုလည်းစမ်းသက်တည်ရဲ့ သူရဲ့စံတမှုတွေအကုန်လုံးကိုကြော်ဖြတ်နိုင်တဲ့သူတွေကိုဆိုရင်တော့သူကမော့အစွမ်းထက်တဲ့ခရမ်းသီးတွေကိုပေးသွားခဲ့တယ်လေ။ဒါမှငါတို့မော့ခရမ်းသီးတွေကလည်းလူတွေကိုတပံပြန်ပြီးတော့အကူအညီပေးလို့ရမှာ။နေရခရမ်းသီးလေခရမ်းသီးကဘလို့ဖြစ်လို့လူတွေကိုအကူအညီပေးလို့ရမှာလဲ။ငါပထမတွေကပြောတော့ပဲငါကခရမ်းသီးတတ်တတ်မဟုတ်ဘူး။ငါတို့ကမော့အစွမ်းထက်တဲ့အနည်းရောခရမ်းသီးတွေပဲ။အဲ့ဒါကြောင့်နင်အခုငါတို့စီကနေပြီးတော့ဘာတောင်းချင်လိုက်တောင်းချင်တာကိုတောင်းလိုက်အကုန်လုံးတောင်းလို့ရတယ်။နင်လိုချင်တဲ့အရာအားလုံးကိုငါတို့ဖြည့်ဆည်းပေးမယ်။အော်ဒီလိုလားဟုတ်ပြီလေ ဒါဆိုရင်တော့ငါနဲ့စီကပထမအဦးဆုံးတစ်ခုတောင်းလိုက်မယ်။ငါမိသားစုဝင်တွေအားလုံးအရန်ကိုပိုက်စာနေကြပြီ။ငါတို့စားကောင်းတောက်ဖွဲ့တွေမစားရတာလည်းအတော်ကြာနေပြီ။အားရကြောင့်အရသာရှိပြီးစားလို့ကောင်းတဲ့ဟင်းထမင်းမျိုးစုံငါတို့အတွက်အများဆုံးပြင်ဆင်ပေးလို့ရမလား။အချိန်ခဏအတွင်းမှာပဲအရသာရှိတဲ့စားကောင်းတောက်ဖွဲ့တွေအများကြီးရောက်ရှိလာခဲ့ပါရဲ့။ဟဲ့မိုက်လိုက်တာစားတောက်တွေကလည်းအများကြီးပဲ။ကျေးဇူးအများကြီးတင်ပါတယ်မော့အစွမ်းထက်တဲ့အနီရောင်ခရမ်းသီးလေးရဲ့။ လောက်များတဲ့အစားအသောက်တွေကိုမိဖို့ခံနေမှာတည်ခင်းထားတာတွေ့ခဲ့ရတဲ့အခါမှာတော့စူပါရှ်ကလည်းလာပြောခဲ့ပါတယ်။ဒါဘလို့ဖြစ်တာလဲဆိုကြတာရဲ့တလောက်တောင်မှများတဲ့အစားကောင်းတောက်ဖွဲ့တွေမင်းဘာဖြစ်လို့ပတ်စံတွေအကုန်လုံးကိုတခါတဲ့အတောင်းပြုတ်ပြက်လိုက်ရတာလဲ။မဟုတ်တာရှင်ကျွန်မပတ်စံတွေတောင်းလိုက်တာမဟုတ်ဘူး။ဒါရီအားလုံးကမော့အစွမ်းထက်တဲ့အနီရောင်ခရမ်းသီးတွေကလှုပ်ပေးလိုက်ကြလိ။မော့အစွမ်းထက်တဲ့အနီရောင်ခရမ်းသီးဟုတ်လား။ဒီနောက်မှာတော့စကြတာကကိစ္စတွေအားလုံးကိုလည်းအမှန်အတိုင်းပြောပြခဲ့ပါတယ်။အော်ဒီလိုမျိုးလား ဒါဆိုရင်တော့မင်းရဲ့မောင်အစွမ်းထက်တဲ့အနေရောက်ခရမ်းသီးတွေကိုပြောလိုက်ပါငါတို့တမီးလေးဒီလာကြောင်းလာကဖြည့်သွင်းပို့ဖို့အတွက်ပတ်စံမရှိတော့ဘူးဆိုတော့သူ့စီကနေဖြည့်ပြီးဖို့အတွက်ပြောကြည့်နောက်လောက်ဆိုလို့ရှင်တော့ပတ်စံတွေအားလုံးကိုငါတို့ပြန်ပေးမယ်လို့ဒီစကားတွေကိုမောင်အစွမ်းထက်တဲ့အနေရောက်ခရမ်းသီးလေးကြားသွားခဲ့တဲ့အခါမှာတော့ပြောလိုက်ပါတယ်အရင်ပတ်စံပြန်ဆက်စရာမလိုပါဘူးကျွန်တော်အခုချက်ချင်းပဲပတ်စံထုတ်ပေးလိုက်မယ်ဘလို့မစောကျွန်တော်ဒီကိုလာရဲဆိုတာကခမရတို့ကိုအကူအညီပေးဖို့အတွက်ပဲလာခဲ့ရလीအချိန်ခဏအကြာမှာတော့ရုတ်တရက်ပဲအလင်းတန်းတစ်ခုထပ်ပေါ်လာခဲ့ပါတယ် အလင်းတန်းနဲ့အတူတူပတ်စံတွေနဲ့ရွှေငွေလက်ဝဲလက်စောင်းတွေအများကြီးလဲပေါ်ထွက်လာခဲ့ပါရီကဲလျှော့စပါရှိမင်းလိုအပ်နေတဲ့ရွှေငွေတွေနဲ့ပတ်စံတွေအများကြီးကိုငါပေးလိုက်ပြီနော်ဒီတက်တာတစ်ခုလုံးကိုမင်းပိုင်သွားပြီးယူထားလိုက်တော့မဟုတ်တာကျွန်တော်ကတော့ကျွန်တော်သမီးလေးចောင်းလာကပေးသွင်းဖို့အတွက်ပတ်စံကိုပဲចောင်းတာပါခမရကတော့ကျွန်တော်ကိုတလောက်ထိများတဲ့ရွှေငွေလက်ဝဲလက်စောင်းတွေအများကြီးကိုပေးခဲ့တယ်ခမရတကယ်အတော်လေးကိုစိတ်သဘောထားပြေဝကောင်းမွန်တဲ့သူတယောက်ပဲလေ ဒီပတ်စံလေးအားလုံးကိုခမည်းတော်အနေနဲ့ဘလို့အသုံးပြုခြင်းလဲအသုံးပြုလို့ရတယ်ကြိုက်တဲ့ပုံစံအသုံးပြုပါခမည်းတော်ကိုယ်တိုင်စီးပွားရေးတစ်ခုကိုလည်းစတင်လုပ်ကိုင်လို့ရပြီဒါဆိုရင်တော့ခမည်းတော်လည်းဘယ်သူစီမားမှသွားပြီးတော့အလုတ်သမားအနေနဲ့အလုတ်လုတ်เสียမလို့တော့ပို့ပေါ့ဒါနဲ့ဒီတစ်တာတွေမှာရှိတဲ့ခမည်းတော်ရဲ့စီစဉ်ဥစ္စာတွေကဘယ်တော့မှညော့နေသွားမှာမဟုတ်ဘူးခမည်းတော်ဘလို့အထီးစီစဉ်ဥစ္စာတွေကိုတောင်းခြင်းလဲအလောက်ထိအမြဲတမ်းပြေးဝနေလိမ့်မယ်ဒီလိုပြောဆိုပြီးနောက်မှာတော့အနည်းရောမအစွမ်းထက်တဲ့ခရမ်းတီးကလည်းနတ်ပြည်ကိုပြန်သွားခဲ့ပါတယ် ခရမ်းသီးလေးပြောက်ွက်သွားခဲ့ပြီးတဲ့နောက်မှာသူတို့ရဲ့အင်ငယ်လေးကလည်းခိုင်မာတောင်တင်းနဲ့အင်တိန်အဖြစ်ပြောင်းလဲသွားပါတယ်။စဘာရှ်ကလည်းရွာမအချမ်းသာဆုံးသူတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။မိသားစုတွေအကုန်လုံးကလည်းပျော်ရွှင်စွာနဲ့သက်ဆုံးတိုင်းအချစ်တို့ပေါင်းစည်းနေထိုင်သွားခဲ့ကြပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မှောက်အစွမ်းထက်တဲ့အတီးနဲ့များဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဒါလေးရေဘာလို့နေရလဲ။ဒါလေးရဲ့ဒုက္ခပါပဲ။အဖေကလည်းဒါအစ်စ်တိုက်နေရလေ။စစ်တိုက်နေတယ်။ဘယ်သူနဲ့များစစ်တိုက်နေရတော့တော့ဒါလေးရဲ့ ဘယ်သူနဲ့စတိုက်ရမှာလဲအဖေရဲ့တာရီရဲ့အတိုင်းပြီကိုလာပြီးတော့ကြိုးကြော်ခြင်းနဲ့သူရီတာရီရဲ့ရန်သူတွေနဲ့စတိုက်နေရလीဟုတ်ပါပြီဟုတ်ပါပြီဒါလည်းမရှိလှန်လည်းမရှိရဲမတ်တွေလည်းမရှိမြင်းလည်းမရှိပဲနဲ့စစ်ပွဲဖြစ်နေရပေါ့မဟုတ်ပါဘူးတောင်းမှရဲမတ်တွေရှိတယ်ဒီမှာအာလူအာလူကတားဘက်ကရဲမတ်ဒီမှာငရုတ်သည်ငရုတ်သည်ဆိုတာကကြတော့ရန်သူဘက်ကရဲမတ်လीသူတို့နှစ်ယောက်ကိုတိုက်ခိုက်ခိုင်းနေရဒါနဲ့မင်းဘက်ကရဲမတ်တွေကအတော်လေးနေလုံးတယ်လို့မထင်ဘူးလားဟုတ်တယ်ဟုတ်တယ်နေတော့နေတယ်အဖေရဲ့ ဒါပေမဲ့ကျွန်တော်ရဲ့ရဲမန်တစ်ယောက်ကရန်သူဘက်ကရဲမန်နှစ်ယောက်စာရှိရယ်လေအေးပါကွာငါ့ရဲ့အရန်ကိုတတ်တည်ရှိရဲ့သားလေးဒါဆိုရင်တော့အဖေသွားတော့မယ်နော်ယနေ့ကျတော့မှအဖေပြန်လာခဲ့မယ်ကြားလားဒီပုံမြင်လေးကတော့ဂျာကေ့ဆိုတဲ့ကောင်းလေးတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်သူကတော့ငါ့နဲ့အရွယ်ကလေးလေးတစ်ယောက်ပါသူတို့ကတော့ဘရင်ကြီးရဲ့တိုင်းပြည်မှာနေထိုင်နေကြတဲ့မိသားစုလေးဖြစ်ပါတယ်။ဂျာကိရှက်ဖခင်ဖြစ်သူကတော့ဟင်းသီးဟင်းရွက်တွေစိုက်ပြောတဲ့တောင်သူလက်သမားတအူးပဲဖြစ်ပါတယ်။သူတို့ရဲ့ လေယာမြေထဲမှာဟင်းသီးဟင်းရွက်ပေါင်းစုံကိုစိုက်ပျိုးပြီးတဲ့နောက်မှာတော့ရက်ွက်ထဲမှာလှဲလေးနဲ့လှဲပတ်ရောင်းချကြပါရည်။အဲဒါကြောင့်ဂျာကေ့စ်တို့အိမ်မှာဟင်းသီးဟင်းရွက်နဲ့ပတ်သက်ပြီးဘယ်တော့မှလိုအပ်ချက်မရှိပါဘူး။အာလူကျက်တော်နေငရုတ်သေးစိမ့်ဆိုတာကတော့အိမ်မှာအမြဲတမ်းရှိပါရည်။ဒါကြောင့်ဒီအာလူကျက်တော်နေတွေကဂျာကေ့စ်အတော်တငယ်ချင်းတွေဖြစ်နေခဲ့ရပါ။အရင်လေယနေ့ခင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ကဲတားလေးရေတားလေးငါတားလေးဘယ်ကိုရောက်နေရလဲ။တားရဲ့ဘဲမှာတော့ဟာအဖေပြန်လာပြီလားအဖေရဲ့တားဒီမှာရှိပါရည်။ အေးသားလေးရဲ့သားလေးကိုလိုက်ရှာနေရဒီမှာကြည်စံငါသားလေးအတွက်အဖေပါဝယ်လာခဲ့ပေးလေကဲလျှော့သားလေးသားအတွက်အဖေအယုတ်တရဝယ်လာခဲ့ပေးရဒီအယုတ်ကဒီနေ့ကစပြီးသားရဲ့စစ်တီရဲမှတ်ဖြစ်သွားပြီနော်ဟာလှလိုက်တဲ့အယုတ်ကလေးပဲအဖေရဲ့ကျေးဇူးအများကြီးတင်ပါတယ်သားဒီအယုတ်လေးကိုအရန်ကြိုက်တယ်တိလားကလေးငယ်လေးကလည်းသူ့ဖေဝယ်ပေးတဲ့စစ်တီရဲမှတ်အယုတ်လေးကိုယူပြီးနောက်မှာတော့စောကစားနေခဲ့ပါတယ်သူအချိန်အကြာကြီးစောကစားနေခဲ့ရပါသူအခုလိုမျိုးစောနေပေမဲ့တိတ်ပြီးတော့ပြောစရာကောင်းတယ်လို့မထင်ပါဘူး ဒီနောက်မှာတော့သူလည်းအရင်တုန်းကစော့ကစားနေကြပုံစံအတိုင်းပဲအာလူချစ်တော်နေယူပြီးပြန်လဲစော့ကစားနေခဲ့ပါတယ်။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာဂျာဂေရှေဖခင်ဖြစ်သူကလည်းသူ့တော်လေးဟင်းသီးဟင်ရွက်တွေကိုဘလောက်တောင်မှတန်ရောဆင်ရှိလဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကုန်ပြီးနှစ်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပါတယ်။တရမှာတော့ဂျာဂေရှေအိမ်မှာတယောက်တည်းရှိနေခဲ့တဲ့အချိန်အိမ်မှာဘယ်သူမှမရှိကြပါဘူး။ဂျာဂေရှကအာလူနဲ့စော့ကစားနေနေသူ့လက်ကပြုတ်ကျသွားပြီးအာလူလေးကနေရံနဲ့ထိမိသွားခဲ့ပြီး အောက်ကိုပြုတ်ကျသွားပါရဲ့ဒီအချိန်မှာပဲအာလူတွေကနေအတန်တစ်ခုထွက်ပေါ်လာခဲ့ပါရဲ့အမလေးနားလိုက်ကြဗျဟမ်ဒါဘယ်အတန်ကြီးလဲဘယ်သူပြောတာလဲဘယ်ကနေထွက်လာတာလဲမင်းရလဲကွာစောမယ်ဆိုလို့ရှင်လဲအေးအေးစစ်စစ်နဲ့ဖြည်းဖြည်းစော့ပါလားဟာအာလူအာလူကနေပြီးတော့စကားပြောနေဟုတ်လားခမရစကားပြောတတ်တယ်ဘလို့ဖြစ်တာလဲဟမ်ဘာလဲဘာကြီးလဲမင်းရငါပြောတဲ့စကားတွေကိုကြားနိုင်နေဟုတ်လားအေးဟုတ်တယ်လေမင်းရအတန်အကျယ်ကြီးနဲ့ပြောလိုက်တာဆိုတော့နာကန်နေရဲ့ဒူးဆိုရင်တော့မင်းရဲ့အတန်ကိုကြားနိုင်နေသီလား ဒါနဲ့ပြောပါအောင်မင်းဘယ်လိုဖြစ်ပြီးတော့စကားပြောနေနိုင်ရတာလဲထူးဆန့်လိုက်တာ။ဟောစကားပြောပါတယ်ဆိုနေမှာပါဇက်ကနေပြောတာပေါ့။ဘယ်ကနေပြီးတော့ပြောရမှာလဲ။မဟုတ်လေကွာ။မင်းကအာလူတလုံးအာလူတလုံးကဘယ်လိုဖြစ်ပြီးတော့စကားပြောနေနိုင်ရတာလဲဆိုပြီးတော့ငါမေးနေရ။အာလူတွေကစကားမပြောနိုင်ဘူးလေ။အာလူပဲဖြစ်ဖြစ်ဘူးဒီပဲဖြစ်ဖြစ်ငါတို့အာလုံးကစကားပြောနိုင်ကြတယ်။ဒါပေမဲ့ငါတို့ရဲ့စကားပြောတဲ့အတွင်းအကုန်လုံးကိုနားထောင်ပေးမဲ့သူရှိဖို့ကတော့လိုအပ်ကြပါဘော။ ငါတို့ရဲ့စကားပြောတဲ့အတန်တွေကိုနားမထောင်နိုင်ကြလို့တော့ငါတို့ကမပြောဘူးလို့ထင်နေကြတာ။ဟာကျတော်နီနင်လည်းစကားပြောတတ်တယ်ဟုတ်လား။ဒီနောက်မှာတော့အိမ်မှာရှိတဲ့ဟင်းတွေဟင်းရွက်တွေအကုန်လုံးကလည်းတခုချင်းစီစကားတွေပြောဆိုလာခဲ့ကြပါတော့တယ်။အဲ့ဒီအိမ်လုံးကလည်းစူညံပွက်တော့ရိုက်သွားတာပါပဲ။အိမ်မှာရှိတဲ့ဘူးဒီတခွားဒီခရမ်းကျင်ဒီရွှေဖျုံဒီအားလုံးကကလေးငယ်လေးနဲ့စကားပြောဆိုနေခဲ့ကြပါတယ်။ဂျာကေ့ချ်ကိုတိုင်းကတော့ခေါင်းတွေအရှမ်းကိုမူနောက်သွားခဲ့ပါတယ်။ သူအိမ်မက်ဖက်နေရလားတကယ်ပဲတွေ့ကြုံနေရလားဆိုတော့ကိုနားမနေနိုင်အောင်ဖြစ်နေခဲ့ရပေါ့ပုံမြင်အစ်စကဒီကနေပြီးတော့စတင်ပါတော့ရေဂျာကိရှ်ကအရန်ကိုထူဆန်းစရာကောင်းတဲ့စွမ်းရည်တစ်ခုကိုရုတ်တရက်ရရှိသွားခဲ့ရပါအဲ့ဒါကတော့သူကအိမ်မှာရှိတဲ့ဟင်းသီးဟင်းရွက်တွေအားလုံးနဲ့စကားပြောဆိုနိုင်နေခဲ့ရပဲဖြစ်ပါတယ်ဒီနောက်မှာဂျာကိရှ်ကလည်းတစ်ခုခုစဉ်းစားမိသွားခဲ့ပါတယ်ဒီနောက်သူကလည်းအာလူတသေးလေးကိုလက်ထဲမှာယူပြီးနောက်ချက်ချင်းပဲပြောလိုက်ပါတယ်။ကဲအာလူလေးရေနားထောင်။မင်းကအခုတခုတည်းရှိရနော်။အာလူနှလုံးဖြစ်သွားလို့ရလား။ ဒီလိုနဲ့ဂျာတစ်ချ်ကလည်းလက်ကိုပိတ်ထားပြီးခဏအကြာသူလက်ကိုပြန်ဖွင့်လိုက်တဲ့အခါမှာတော့ပုံစံအရန်ဆင်တူတဲ့အာလုံးနှလုံးရှိနေအောင်ကိုတွေးလိုက်ရပါတယ်။ဟာမိုက်တယ်ဘလို့ဖြစ်တာလဲ။ငါမှအခုဆိုရင်တော့ညီကိုရှိသွားပြီဟေးအမွာညီကိုအရန်အောင်မိုက်တာပဲ။ဒီနောက်မှာတော့ကလေးငယ်လေးကလည်းကျတော်ညီကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်။နေငါတော့အကြီးကြီးဖြစ်သွားနိုင်သေးလား။အမလီဒီလောက်လွယ်တဲ့ကိစ္စလေးကိုများ။ဒါကိစ္စတက်သေးလေးပဲရှိသေးတယ်။ကဲရော့ဒီမှာငါနေလောက်ထိအရွယ်အစားကြီးလာပြမယ်နော်ကြည့်နေထား။ ီလိုနဲ့ပဲတဖြည်းဖြည်းကျတော်နေကြီးကလည်းအရွယ်ဆောင်အရန်ကိုကြီးမားလာခဲ့ပါရယ်ခဏနေတော့ကျတော်နေကဂျာကေ့ချ်တောင်ပို့ပြီးတော့ကြီးမားနေအောင်ကိုတွေ့ခဲ့ရပါရယ်ဒီနောက်ကလေးငယ်လေးကလည်းရုံးပရိသေးတွေဘက်ကိုကြည့်ပြီးတော့ပြောလိုက်ပါရယ်ကဲရုံးပရိသေးတွေနေတော့ဘာလုပ်နေကြရလဲဘာလုပ်ငါ့ကိုပြိုးပြီးတော့ကြည့်နေကြရလဲကဲထထထငါ့ကိုအမြန်ဆုံးပြေးပြကြစမ်းနေတော့ပြေးတော့ငါကြည့်ချင်နေကလေးငယ်လေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရုံးပရိသေးတွေအကုန်လုံးကလည်းထပြေးခဲ့ကြပါရယ် ရုံမရီတွေကတအိမ်လုံးပတ်ပြီးတော့ပြည်နေကြရကိုခလေးငယ်လေးကလည်းပျော်ရွှင်ဝမ်းသာစွာနဲ့ကြည်နေခဲ့ပါရီ။သူမရုတ်တရက်ရရှိလာတဲ့အစွမ်းလေးကြောင့်ဝမ်းသာမဆုံးဖြစ်နေခဲ့ပါရီ။ဒါပေမဲ့သူမဒီအစွမ်းလေးရရှိပိုင်းဆိုင်သွားတယ်ဆိုတဲ့အကြောင်းလေးကိုတော့ဘယ်သူတဦးတယောက်ကမှမပြောပြခဲ့ပါဘူး။ဒီလိုနဲ့ပဲနောက်ထပ်နှစ်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပါရီ။အခုဆိုရင်ဂျာကေ့ချ်ကအရွယ်ရောက်ရှိလာခဲ့ပါပြီ။သူရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကလည်းလောကကြီးမှာမရှိတော့ဘဲကွဲလွန်သွားခဲ့ပြီပဲဖြစ်ပါရီ။ အရင်တော့ကသူ့အဖေကိုယ်တိုင်ကဟင်းဒီဟင်းရွက်တွေကိုရောင်းချခဲ့ပေမယ့်ဂျာကေ့ချ်ကသူ့အဖေနေရာမှာဟင်းဒီဟင်းရွက်တွေကိုရောင်းချတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့ပါတယ်။တကယ်မတော့ဂျာကေ့ချ်ကအလောက်ကပြန်လာပြီးပြန်မှန်းစွာနဲ့သူရဲ့အိမ်ရပေါ်မှာအိတ်နေခဲ့တဲ့အချိန်မှာပဲအာလူတလုံးကသူရဲ့ရှင်ဘက်ပေါ်တက်လာပြီးစကားလာပြောခဲ့ပါတယ်။ဘာလဲကွာဘာလုပ်နေရလဲမင်းကတစ်ချိန်ကုန်လုံးအလောက်ပဲလုပ်နေတော့တယ်။ငါတို့နဲ့လည်းမစော့တော့ဘူးနော်ဘလို့ဖြစ်တာလဲ။လာကွာထထထသွားစော့ကြမယ်လေ။မစော့နိုင်တော့ကွာမစော့နိုင်တော့ငါအရှင်းအောင်ပြန်မှန်းနေပြီးငါ့ကိုအေးအေးဆက်ဆက်နေခွင့်ပေးစမ်းပါ။ မင်းလည်းသွားအိတ်လိုက်တော့သွားမနှက်ကြရင်တော့အိယာကနေအစောကြီးထပြီးအလုပ်ကိုပြန်သွားရအောင်မယ်ဈေးကအစောကြီးဖွင့်တာဆိုတော့ငါလည်းအစောကြီးထပြီးသွားမှဝဲသူတွေအများကြီးကငါစီကဟင်းသေးဟင်းရွက်တွေကိုလာဝဲကြမှာနောက်ကျသွားရင်တော့အလုပ်ဖြစ်မယ်မထင်ဘူးသွားသွားသွားအိတ်တော့ဒီလိုနဲ့သူညအိတ်ပြီးနောက်နေ့မနက်အစောကြီးထကဈေးကိုသွားလိုက်ပါတယ်အရင်နေ့မှာလူတွေအများကြီးရောက်ရှိလာခဲ့ပြီးသူစီကဟင်းသီးဟင်းရွက်တွေကိုကြကြိတ်တူအားပေးခဲ့ကြပါရဲ့။ဂျာကိတ်လည်းအရင်နေ့ကအများကြီးရောင်းကောင်းခဲ့ရပါဘော့။ ဒီအချိန်မှာပဲဈေးထဲမှာရေမတ်နှစ်ယောက်ပျောက်ရှိနေခဲ့ပြီးအချင်းချင်းစကားပြောဆိုနေကြတာကိုသူကြားသွားခဲ့ပါတယ်။ကဲကဲကဲရိတ်ခါရီဘလောက်ထိယူထားကြလဲအားလုံးကိုယူထားလိုက်တော့ဟင်းဒီဟင်းရွက်တွေကိုလည်းကြိုးပြီးတော့စုဆောင်းထားအောင်နော်။စံတွေစီတွေစားတွေပဲတွေတစ်ခါတည်းဝယ်ထား။တိတ်မကြခင်မှာနိုင်ငံအတွင်းစစ်ကြီးဖြစ်ပွားတော့မယ်။စစ်ဖြစ်ပွားတဲ့အခါကျရင်တော့ငါတို့ဘာမှဝယ်ဖို့အတွက်မရပဲဖြစ်နေလိမ့်မယ်။နောက်ဆိုလို့ရှင်တော့ဘာတွေဆက်ဖြစ်လာမလဲဘယ်သူမှကြုံမသိနိုင်ဘူး။ဟုတ်တယ်ဟုတ်တယ်ခမရပြောတာမှန်တယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေအခုတည်းကအများဆုံးကျဝယ်ပြီးတော့စုဆောင်းထားမှဖြစ်မယ်။ရမတ်တွေအချင်းချင်းပြောဆိုနေကြတဲ့စကားအတန်တွေကိုဂျာကိရှ်ကလည်းကြားသွားခဲ့ပါရီ။ဒီနောက်တိမ်ချာခင်မနိုင်ငံအတွင်းစစ်ပွဲအခြေကြီးဖြစ်တော့မယ်ဆိုတော့ကိုလည်းသူကသိရှိသွားခဲ့ပါရီ။သူတို့တိုင်းပြည်ကအခုဆိုရင်တော့အန်ဒီရဲကိုကြားရောက်နေခဲ့ပါပြီ။နောက်ဆုံးမှာတော့သူထင်မှတ်ထားတဲ့အရာတွေကအမှန်တကယ်ဖြစ်ပေါ်လာခဲ့ပါရီ။ရန်သူတိုင်းပြည်ဘက်ကစစ်သည်ရမတ်တွေကသူတို့ရဲ့တိုင်းပြည်ကိုတိမ်ပိုက်ဖို့အတွက်စစ်ချီတက်လာခဲ့ကြပါရီ။ တဖက်တိုင်းပြည်ကရုံမရဆက်တဲ့ဘရင်ကြီးကတော့အင်္ဂလိပ်တွေရဲ့အကူအညီကိုလည်းရယူပြီးသူတို့တိုင်းပြည်ကိုတိမ်ပိုက်ဖို့အကြောကြမ်းစီခဲ့တာပါ အင်္ဂလိပ်စစ်သည်ရမတ်တွေကလက်နက်တွေအများကြီးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်သူတို့မှာတနက်တွေနဲ့ခင်မီရဲ့စက်ပစ္စည်းတွေလည်းရှိနေခဲ့တဲ့အတွက်တဖက်တိုင်းပြည်ကစစ်ရှုံးမဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါပြီတဖက်တိုင်းပြည်မှာကတော့ရမတ်တွေခမားလှန်တွေဓာရီသာရှိနေခဲ့ရပါတဖြည်းဖြည်းနဲ့တဖက်ကရန်တို့ တိုင်းပြည်ကဘယင်ကြီးနဲ့သူရဲ့စစ်သည်ရမတ်တွေကတိုက်ပွဲမှာအနိုင်ရရှိတော့မဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါပြီ။ဒါရီအာလုံကိုတွေ့မြင်နေခဲ့ရတဲ့ခမာဂျာကိရှ်ကလည်းစိတ်ပူပန်စွာနဲ့ဘယင်ကြီးနဲ့သွားတွေ့ခဲ့ပါရီ။ဘယင်ကြီးကျွန်တော်ရဲ့နာမည်ကတော့ဂျာကိရှ်ပါ။ဘယင်ကြီးနဲ့တွေ့ကြံလို့လာခဲ့တာပါ။ဘယင်ကြီးသတ်တော်ရာကျော်ရှိပါစေ။ကဲဟုတ်ပြီလာခဲ့ပါ။မင်းကငါနဲ့တွေ့ဖို့အတွက်တောင်းဆိုထားတဲ့တီတန်တွေ့ကြတယ်ဆိုပြီးတော့ပြောနေတော့လေ။ဘာကိစ္စများရှိတော့လဲပြောပါဦး။ဘယင်ကြီးနေနဲ့ဘယင်ကြီးရဲ့စစ်သည်ရမတ်တွေအကုန်လုံးကိုတက်ပြန်ဆုတ်ခိုင်းထားလိုက်ပါ။ ကျွန်내ကိစ္စတွေအလုံးကိုတော့ကျွန်တော်ကြည့်ပြီးတော့လုပ်ပေးမယ်ကျွန်တော်ယုံကြည်ပေးပါဘလို့မဆိုကျွန်တော်တို့တိုင်းပြည်ကစစ်တီရဲမတ်တွေအများကြီးအသက်ပေးလို့ပြီးသွားပါပြီဘယင်ကြီးကတော့ဂျာကိရှ်ကိုတသေးချာချာစိုက်ကြည့်နေခဲ့ပါတယ်အမှန်တကယ်မှာတော့ဘယင်ကြီးကသူ့ကိုယူနေတဲ့ကောင်းလေးတရားလို့တမန်နေခဲ့ရပါဒီအချိန်မှာဂျာကိရှ်ကလည်းသူ့ရဲ့အိတ်ထဲမှာအစင်သေးရလာခဲ့တဲ့အာလူးနှလုံးကိုထုတ်လိုက်ပါတယ်ပြီးတော့ねအာလူးနှလုံးလုံးကိုမြေပေါ်ကိုပြပောင်းလိုက်ပါတယ် ကြီးနေကြီးနေနဲ့အားလုံးနှလုံးလုံးကလည်းရဲမတ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးနောက်မှာတော့ဘရင်ကြီးကိုကောက်ွယ်ဆောက်ရှောက်ပေးနေခဲ့ပါတော့တယ်။ဒီနောက်မှာတော့ဂျာဂက်ရှ်ကလည်းသူ့ရဲ့စစ်သည်ရဲမတ်တွေကိုခေါ်ပြီးနောက်မှာတော့စင်မြေပြင်ကိုထွက်ခွာသွားပါတယ်။အဲ့ဒီနေရာမှာအားလုံးကတိုက်ပွဲဝင်နေခဲ့ကြပါတယ်။တဖက်ရန်သူတိုင်းပြည်ကစစ်သည်ရဲမတ်တွေကအနာတွေနဲ့ကိုပြင်းနေခဲ့ကြတာပါ။ဒီအချိန်မှာဂျာဂက်ရှ်ကသူ့ရဲ့ဟင်ဒီဟင်းရွက်တွေကိုကြည့်ပြီးပြောလိုက်ပါတယ်။ကဲကဲကဲအမြန်လောက်ကြမင်းတို့ကတနတ်တွေအဖြစ်ပြောင်းလိုက်လိုက်ကြမင်းတို့ကကြတော့ ခြေစံတွေအဖြစ်ပြောင်းလဲပြီးရန်သူတိုင်းပြည်ကသူတွေအကုန်လုံးကိုချိန်မုံးကြဟိကျန်တဲ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးလဲမင်းတို့ရဲ့တာဝန်တွေအကုန်လုံးကိုထမ်းဆောင်ကြငါတို့တိုင်းပြည်အန်တီရဲကိုကြားရောက်နေပြီငါတို့တိုင်းပြည်ကိုအဆောင်ရှောင်းခံလို့လုံးဝမဖြစ်ဘူးရန်သူဘက်ကသူတွေအကုန်လုံးကိုတပ်ဖြတ်ချိန်မုံးကြဒီလိုနဲ့အချိန်ခဏအတွင်းမှာပဲဂျပန်နဲ့တပတ်အပြန်အလှန်ပြစ်ခတ်နေခဲ့ကြပါတယ်ဂျာကေရှင်ဟင်းသီးဟင်းရွက်တွေအကုန်လုံးကသူတို့ရဲ့တာဝန်ကိုတတိချာချာယူပေးခဲ့ကြပါတယ်အတီးနဲ့တွေကတနတ်တွေ ်တင့်ကောင်းရင်အဖြစ်ပြောင်းလဲသွားခဲ့ပြီးနောက်မှာတော့ရန်သူဘတ်တိုင်းပြည်ကသူတွေအကုန်လုံးကိုချိန်မောင်းပစ်နေခဲ့ပါပြီ။တစ်ဖက်ကကြည်စံတွေကအကန့်အသတ်နဲ့သာရှိပေမဲ့ဂျာကေးရှင်ဟင်တီဟင်ရွက်တွေကပြောင်းလဲသွားတဲ့ကြည်စံတွေနဲ့တနတ်တွေကတော့အကန့်အသတ်မရှိကြည်စံတွေကိုထုတ်လုပ်ပေးနေခဲ့ပါတယ်။ရန်သူဘက်ကကြံရှိနေတဲ့စတီရမတ်တွေအကုန်လုံးကိုတော့ဂျာကေရှယ်စတီရမတ်တွေဖြစ်တဲ့အာလူကြက်တော်ငရုတ်တီဘူတီတို့အကုန်လုံးကတပြတ်ချင်းမောင်းပြလိုက်ပါရီ သူကလည်းရန်သူဘက်ကသူတွေအကုန်လုံးကိုချင်မုံပစ်ပြီးနောက်မှာတော့ပျော်ရွှင်ဝမ်းသာစွာနဲ့သူရဲ့ရဲမတ်တွေကိုခေါ်ပြီးပြန်လာခဲ့လိုက်ပါတယ်။သူနဲ့အတူတူသူရဲ့အရေးကြီးတဲ့အာလူရဲမတ်တွေကလည်းလိုက်လာခဲ့ပါတယ်။ဘယင်ကြီးကလည်းတကယ်ကိုအရန်ကိုအန်အောင်တင်နေခဲ့ပါတယ်။သူရဲ့တိုင်းပြည်တစ်ခုလုံးကိုကဲတင်ပေးခဲ့တဲ့ကောင်းလေးကိုလည်းကျေးဇူးတင်လိုက်တာပေါ့။ပြီးရနဲ့ချက်ချင်းအရှိကိုဒေါ်လာခဲ့ပြီးသူကိုအားပေးစကားပြောနေနဲ့ပွေဖက်ခဲ့ပါတယ်။တိုင်းပြည်မှာရှိတဲ့လူတွေအကုန်လုံးကလည်းဂျာကိရှ်ကိုကျေးဇူးတင်စကားပြောဆိုခဲ့ကြပါတယ်။ သူကအခုဆိုရင်တော့တိုင်းပြည်တစ်ခုလုံးမှာနမဲအကြီးဆုံးဒုတိယဖြစ်သွားခဲ့ပါပြီ။နောက်ဆုံးမှာတော့သူရဲ့ငယ်ဘဝအိမ်မက်တွေကအကောင့်ထဲပေါ်နိုင်သွားခဲ့ပြီးတိုင်းပြည်ကိုလည်းကဲတင်ပေးနိုင်ခဲ့တဲ့အပြင်သူရဲ့စစ်တီရမတ်တွေဖြစ်တဲ့အာလုံးရဲ့ကျတော်တွေကလည်းတိုင်းပြည်ကိုကောက်ွယ်ပေးနိုင်ခဲ့ပါရီ။နောက်ဆုံးမှာတော့သူကတိုင်းပြည်ရဲ့အထင်ကြီးအပုပ်ကိုတူဖြစ်လာခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။